မင်္ဂလာပါရှင် AR ရဲ့တန်လင်းစီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြေ့တဲ့အချိန်လေးဖြစ်ကြပါသေးဗျာ။ခုနားဆင်ကြရမှာက AR ရကပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းတန်လွှင့်အစီအစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်ကရင်းနေပါ။ဒီပတ်စကားဝိုင်းမှာကျွန်တော်နဲ့အတူ AR ဝိုင်းတော်သားတွေဖြစ်တဲ့မမေတူနဲ့မယူဖြူဟန်တို့ကကျွန်တော်နဲ့အတူပူအောင်ပါဝင်သွားကြမှာဖြစ်ပါတယ်။မင်္ဂလာပါမမေတူနဲ့ မယူဖြူဟန်တို့ခင်ဗျဟုတ်ကဲ့မင်္ဂလာပါကိုရဲနီဟုတ်ကဲ့မင်္ဂလာပါကိုရဲနီဒီတစ်ပတ်မှာတော့စိတ်မကောင်းစရာသတင်းတွေအများကြီးတဲကမှမကြသေးမီကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်ကလင်ကြောင်းဘန်ကောက်မှာဆောက်လက်ဆတိုက်ပျော်ကြပြီးလူတွေနဲ့တိုက်စုံမှုဖြစ်ခဲ့တဲ့အပေါ်ထိုင်းဆိုရရဲ့လှုပ်ဆောင်မှုတွေကိုအရင်ဆုံးတင်ဆက်ချင်ပါတယ်မတ်လ28ရက်နေ့ကမြန်မာနိုင်ငံစကိုင်းမြို့ရမျက်ကြီးအင်းအနီးကိုဗဟိုပြုလှုပ်ခတ်သွားတဲ့ အင်အားရစ်ချတ်ဒတ်စကေခုနှစ်တမခုနှစ်အဆင့်ရှိတဲ့အင်အားပြင်းကလင်တန်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆောက်လက်ဆအထက်မြင့်တိုက်ပျက်ကြမှုဖြစ်ခဲ့ပါတယ်။ငလျင်ကြောင်အဆောင်အုံပြောကြပြီးမှပဲဆယံညာကြီးတွေနဲ့ကယ်ဆယ်ရေးဖွဲ့တွေကအလင်းမြန်ရောက်လာပြီးအပြက်စီရောက်ကပိတ်မိနေသူတွေကိုကယ်ကြတာတွေ့ရပါတယ်။ငလျင်နှုတ်ပြီးရဲ့နောက်ဖူခက်စီဝဲမှာထိုင်းဝင်ကြီးချုပ်ပေတောင်ဒေရှနာဝတ်ကအစိုးရအနေနဲ့24နှစ်ရေးပေါ်ဆန္ဒတစ်ခုထူထောင်ပြီးခံရအားလုံးကိုအမြန်ဆုံးတုံ့ပြန်မှုစီစဉ်နေတဲ့အကြောင်းပြောကြားခဲ့တယ်လို့ဘန်ကောက်ပို့သတင်းကဖော်ပြပါတယ်။ ဒါအပြင်အထက်မြင့်အဆောက်အဦတွေနဲ့ဆောက်လက်ဆတိုက်တွေပြိုကျပြီးလူအများပြားတိုက်ဆုံထိခိုက်တာတွေကြောင်းဘန်ကောက်ကိုတဘာဝဘေးအနေဆုံးဖြစ်သတ်မှတ်ကနိုင်ငံလုံးဆိုင်ရာအရေးပေါ်ငလျင်တရီပေးချက်ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာလည်းအထက်30ရှိတဲ့နိုင်ငံတော်စင်းယုံပြိုကျမှုကြောင်းအပြက်စီးတွေအောက်မှာပျောက်ဆုံးနေတဲ့လူခဏဆက်ရှိဦးကိုဆက်လက်ရှာဖွေနေပါတယ်။ ငလျင်ကျောင်းဘန်ကောက်မှာရှိတဲ့အခြားအဆောက်အုံတွေကမျက်နှာချက်ပျက်စီးတာအင်္ဂလိပ်အကွဲတာစတဲ့အပေါ်ရန်နေတာဖြစ်ပေမဲ့အခုပြောကြတဲ့စီရင်ရုံးကိုတရုတ်နိုင်ငံပိုင်ကန်ထရိုက်ကစောက်လုပ်နေတာကြောင့်အဆောက်အုံဒီဇိုင်းစောက်လုပ်ရေးဘေးကင်းလုံခြုံမှုလှုပ်ထုတ်လုပ်နည်းကန်ထရိုက်တာနဲ့ပတ်သက်ပြီးတော့မေခွန်းတွေလည်းထပ်ပေါ်ခဲ့ပါတယ်။ ငလျင်ကြောင့်တည်ဆုံးသူတွေထဲမှာလည်းထိုင်းနိုင်ငံသားတွေအပြင်မြန်မာကမ္ဘောဒီးယားနဲ့လာအိုရွှေပြောင်းလူသားတွေပါဝင်ပါတယ်။ဟုတ်ကဲ့ပါအခုလိုပြိုကျအဆောက်အအုံအနေနဲ့တည်ဆုံးပိတ်မိနေတဲ့ရွှေပြောင်းလူသားတွေနဲ့ပတ်သက်လို့ထိုင်းဆိုရကဘလို့ဆောင်ရပေးနေလဲဆိုတာကိုအလုတ်သမားရေးသတင်းနဲ့အထူးပြုရေးသားနေတဲ့အေရီကမယူဖြူဟန်ကပြောပြပေးသွားမှာပါ။ မက်လာ28ရက်နေ့တုန်းကအိန္ဒိချင်းမြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့မဂနီကျု7.7အစစ်ငလျင်ကြီးကြောင့်ဘန်ကောက်မြို့မှာဆောက်လက်ဆအထက်30မြင်းနဲ့ State Audit Office အဆောက်အုံကြီးပြိုကျခဲ့ပါတယ်။ငလျင်ရဲ့လှုပ်ရမ်းမှုတံကိုဘန်ကောက်မှာတည်တည်တသာတက်ရောက်ခန်းစားခဲ့ရပေမဲ့ရုပ်ပြဆင်းပြပြိုကျခဲ့တဲ့အဆောက်အုံကတော့ SAO တကူတာရှိခဲ့ပါတယ်။ အစအုံပြိုကျတဲ့အထဲမှာမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံကနိုင်ငံခြားသားအလုပ်သမားတွေပါဝင်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကဧပြီလ၁ရက်နေ့ကထုတ်ပြန်ပါတယ်။လက်ရှိအချိန်အထိဆိုရင်83ရောက်ပျောက်ဆုံးနေဆဲဖြစ်ပြီးတော့အဲ့ဒီထဲမှာထိုင်းနိုင်ငံသား55ရောက်ကမ္ဘောဒီးယား3ရောက်နဲ့မြန်မာ24ရောက်လာအိုနိုင်ငံသား1ရောက်ပါဝင်ပါတယ်။ပြိုကျတဲ့အထဲတည်ဆုံးသူလက်ရှိ14ရောက်ရှိနေပြီးတော့မြန်မာနိုင်ငံသား3ရောက်ပါဝင်တယ်။ ဒီမြန်မာနိုင်ငံသားတွေကနှစ်နိုင်ငံသဘောတူညီချက်စာချုပ် MOU နဲ့လာတဲ့အလုပ်သမားတွေဖြစ်ပါတယ်။တည်ဆောင်းခဲ့တဲ့အလုပ်သမားတွေတဲကတရားဝေအထောက်အထားရှိသူတွေကိုတော့တဦးကိုဘတ်18သိန်းစီပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီအဆောက်အုံပြိုကျတဲ့နေရာကိုထိုင်းအလုတ်သမားဝင်ကြီးရောက်လာပြီးတဲ့နောက်မှာပျောက်ဆုံးနေတဲ့အလုတ်သမားစင်းရင်းကိုအခုလိုထုတ်ပြန်လာတာပဲဖြစ်ပါတယ် ပြိုကျမှုဖြစ်ပွားတဲ့နေရာကိုထိုင်းဝေကြီးချုပ်ပေတောင်နိုင်ရှင်နာဝက်ကမတ်လ31ရက်နေ့နေ့လယ်ပိုင်းကရောက်ရှိခဲ့ချိန်မှာတော့အပြက်စီးတွေအောက်မှာပိတ်မိနေတဲ့မြန်မာနိုင်ငံသားတွေကိုကူညီကယ်ဆယ်ပေးဖို့အတွက်မြန်မာအလုတ်သမားကူညီဆောက်ရှောက်ရေးအဖွဲ့ Worker Alliance Group WAG ကကိုမုံတိုင်းကဒူးထောက်တောင်းဆိုခဲ့ပါတယ်။သူပါတွေတောင်းဆိုခဲ့လဲကို AR ကမေးမြန်းတဲ့အခါမှာတော့ကိုမုံတိုင်းကအခုလိုပြောပါတယ်။အာဒီကတော့ဗာတောင်းဆိုရတယ်မှာကျွန်တော်တို့မြန်မာပြည်သားတွေပေါ့နော်။ အာဒီထဲမှာကတရားမဝင်ဆုံးတဲ့သူတွေရှိတယ်လေဟုတ်တရားမဝင်ဆုံးတဲ့သူတွေရှိရင်နောက်ကမ္ဘောဒီးယားဆိုလည်းရှိတယ်ဒီကတော့ကျွန်တော်ညီမတစ်ခုတည်းနဲ့တောင်းဆိုလို့မရဘူးပေါ့ဟုတ်လားဒီထဲမှာလူမျိုးစုံရှိတယ်လူမျိုးစုံရှိတဲ့အတွက်ကျွန်တော်ကအမြန်ဆုံးဖြစ်ဖို့ပေါ့နော်အာကျွန်တော်တို့ကျွန်တော်ညီမဗီသားလေးကိုလည်းပြစ်ပြီးမထားပါနဲ့ပေါ့နော်အမြန်ဆုံးလေးကူညီပေးဖို့တော့ဝန်ကြီးချုပ်စီမှာတောင်းဆိုတာပါခင်ဗျာဝန်ကြီးချုပ်လည်းဒီကောင်းကောင်းမွန်မွန်ပဲသူလည်းလာပြီးကူညီပေးတာပေါ့နော်တက်နိုင်တော့သူလုပ်ပေးပါမယ်ဆိုပြီးတော့သူပြောသွားပါ ဒီကတော့ဝင်ကြီးချုပ်စီမှာတော့ကျွန်တော်တောင်းဆိုတာကတော့ကျွန်တော်ညီမဒီသားတွေပေါ့ဗျာဒီထဲမှာထောက်ထားမယ့်တွေရှိပါတယ်ထောက်ထားမယ့်တွေရှိနေတဲ့အတွက်ကိုပြင်မထားဖို့ပေါ့နော်ကျွန်တော်အနေနဲ့တောင်းမြေတားရတောင်းဆိုရဲကျွန်တော်ညီမဒီကမ္ဘောဒီးယားလောက်ပြင်တာပေါ့နော်ကျွန်တော်ဒီထဲမှာဖြစ်နေတဲ့လူသမားတွေခွင့်ရူပြန်လဲရရှိဖို့ပေါ့နော်ခုလိုဝင်ကြီးချုပ်နဲ့ဆိုတာတွေးလဲရတယ်ဗျာကျွန်တော်ညီမဒီသားတွေရဲ့ခက်ခဲရဲ့ကျွန်တော်ညီမဒီသားတွေရဲ့အာတရားမှုရဲ့ထောက်ထားမယ့်တွေပေါ့ပေါ့နော်ဒီလိုမျိုးအဲကြောင်းရလေးတင်ပြလိုက်ရတဲ့အတွက်တော့ ကျွန်တော်တို့ပေါ်လဲကောင်းကောင်းမွန်မွန်သူ့ဘက်ကလည်းဆောင်ရွက်ပေးပါတယ်ပေါ့နော်အဲလိုမျိုးသူ့ဘက်ကပြီးဒီလိုမျိုးပြောသွားတဲ့လဲကျွန်တော်လည်းပီတိဖြစ်ပါတယ်ပေါ့ငလီကျော်ပေါ်မှာမရှိပေမဲ့လဲဘန်ကောက်ကနိုင်ရှိချက်အဖြစ်မတည်ငြိမ်တဲ့ကြောက်ဖျားမြေကန်နှုံးမြေမှာတည်ရှိပါတယ်မြေပြောတာကြောင့်အထက်မြေအဆောက်အုံတွေပို့ပြီးတော့လဲလှုပ်ရမ်းနေတာဖြစ်ပါတယ်ဘန်ကောက်ရဲ့ဘန်ကောက်မှာအဆောက် ။ဗန်ကောက်မှာအထက်မြင့်အဆောက်အုံများလို့မြေကြီးလေးပြီးတော့ကျွန်ကြနေတာဆိုရင်ကြာပြီဖြစ်ပြီးတော့အာနာပိုင်များကဒီမြေအောက်ရေထုတ်ယူခြင်းကိုလည်းကန့်တတ်ထားပါဗယ်။ဗန်ကောက်မှာဆိုရင်အထက်မြင့်အဆောက်အုံတွေအပြင်မိုးမျောတိုက်တွေများစွာရှိလို့လည်းဘာကြောင့်ပြိုကျရလဲဆိုတာကိုထိုင်းအစိုးရကနေပြီးတော့စစ်ဆေးသင့်တယ်။ထိုင်းနိုင်ငံမှာငလီလောက်အပြီးပုတ်ကလေးကအထက်မြင့်အဆောက်အုံတထောင်တထောင်လောက်ရဲ့ပိုင်ရှင်တွေက အစောက်အုံခိုက်ခန်းမှုကိုစစ်ဆေးဖို့လည်းပြောခဲ့ပါတယ်။နိုင်ငံတော်ဝန်ကအစိုးရအစောက်အုံ3385လုံးကိုစစ်တမ်းကောက်ယူခဲ့ရမှာ34လုံးကဆူဆူရွရွပျက်စီးခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကဧပြီ3ရက်နေ့မှာပြောပါတယ်။138မီတာအမြင့်ရှိတဲ့အဆောက်အုံကြီးပြိုကျခဲ့မှုနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်မှုတရားရေးဝန်ကြီးတာဝီဆွတ်ဆောင်ကအထူးစုံစမ်းရေးဌာန DSI ကိုလည်းအမိန့်ပေးထားပါဗျ။ ထိုင်းမှာဆောက်လုပ်တဲ့အဆောက်အုံအလုံးဟာတရားဝေစံနှုန်းသတ်မှတ်ချက်တွေနဲ့ညီညွတ်ရမှာဖြစ်ပြီးတော့လုံခြုံရေးဟာဦးစားပေးအဆင့်ဖြစ်တဲ့လို့ထိုင်းဝန်ကြီးချုပ်ပေတောင်တန်ကလည်းပြောပါတယ်။ထိုင်းအဆောက်အုံအင်ဂျင်နီယာများအသင်းကလည်းဒီစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် စေတနာဝန်ထမ်းတွေကိုဖိတ်ခေါ်နေပါတယ်။မြို့ကကြီးမားတဲ့အဆောက်အုံစီမံကိန်းအားလုံးကိုစစ်ဆေးဖို့လည်းအသင်းကနေပြီးတော့တိုက်တွန်းထားပါတယ်။ SAO အဆောက်အုံကြီးအပြက်စည်းပုံအောက်ကနမူနာတွေကိုရယူပြီးတော့ထိုင်းတန်နဲ့တမ္မနီဌာနမှာတက်ခွဲစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။စုံစမ်းရေးအဖွဲ့ကပြိုကျအဆောက်အုံမှာအသုံးပြုခဲ့တဲ့တမ္မနီချောင်းတွေဓာတ်ကြိုးတွေရာဘာတွေကိုအ धिक နမူနာတွေစုဆောင်ယူပြီးတော့စစ်ဆေးနေတာဖြစ်ပါတယ်။တည်ဆုံးပြောက်ဆုံးသူတွေရှိခဲ့ပြီးတော့ပြိုကျခဲ့တဲ့ဒီ SAO အဆောက်အုံကိုအီတလီယန်ထိုင်းဖွံ့မျိုးရေးကုမ္ပဏီ ITD နဲ့တရုတ်အစိုးရပိုင်ဆိုင်မှုနဲ့ဆက်နွယ်တဲ့ China Railway နံပါတ်1အင်ဂျင်နီယာကုမ္ပဏီတို့ကပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ငလျင်အပြီးရပိုင်းအကြမှာအပြက်စီးပုံနေရာကဆောက်လုပ်ရေးပစ္စည်းအပြက်စီးနမူနာတွေကိုဒီ Thai Anabainia စစ်ဆေးခဲ့တဲ့နောက်မှာတော့ ITD ကအသုံးပြုတဲ့ကုန်ကြမ်းတွေမှာပြဿနာအရှာမတွေ့ခဲ့ပေမဲ့လည်းဒီ China Railway နံပါတ်1ရဲ့အရွယ်အစားမတူညီတဲ့ တမဏိကြောင့်နမူနာနှစ်ခုကတမတ်ဆန်နှုံးနေနဲ့ကိုင်းညီမှုမရှိဘူးလို့ဖြေထွက်လာပါတယ်။အခုတော့ထိုင်းအစိုးရကဒီ China Railway နမတ်တမ်းနဲ့ပတ်သက်တဲ့ပြည်တွင်းဆောက်လုပ်ရေး project အားလုံးမှာစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်မှုညွှန်ကြားထားပါတယ်။ SCO ဆောက်လုပ်မှု စီမံကိန်းကတော့ထိုင်းဘက်ငွေ1.1ဘီလီယံအကုန်ကြေခံထားတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ပေတောင်နန်ရှင်နာဝက်ကအဲ့ဒီကုမ္ပဏီဟာနောက်ထပ် project တွေဘလောက်မှထက်ထက်ဝွေဝွေပတ်သက်နေတယ်လဲဆိုတာကိုသက်ဆိုင်ရာ agency အသီးသီးကစုံစမ်းစစ်ဆေးဖို့လိုတဲ့အကြောင်းပြောကြားခဲ့တယ်လို့လည်းနောက်ဆုံးသိရပါတယ်မမေသူရေဟုတ်ကဲ့မယူဖန်ပြောသလိုပါပဲထိုင်းဆိုရရဲ့တဘာဝဘေးနဲ့ပတ်သက်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေနောက်ဆက်တွဲ ဒီဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့စနစ်တကျပြဿနာကိုနိုင်နိုင်နင်းနင်းကင်တန်နိုင်တာကိုလည်းတွေ့ရပါတယ်။ဒါနဲ့တစ်ဆက်တည်းမှာပဲငလျင်ဘဟုအချက်ဖြစ်တယ်လို့ငလျင်တံကိုအကြီးကျယ်ခံစားခဲ့ရတဲ့မြန်မာနိုင်ငံမှာရောစစ်ကောင်စီကဘလိုကင်တွေဖြစ်ရှင်းနေလဲဆိုတာကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာပါ။အင်အားပြင်းငင်လှုပ်အပြီးနိုင်ပိုင်းအတွင်းမှာပဲစကောင်းဆောင်မင်းအောင်လိုင်ကဓာတ်ပုံဆရာအပါဝင်အခြားအရာရွှေ့နေတဲ့သူ နေပြည်တော်ရဲကငလျင်ကြောင့်ပျက်စီးနေတဲ့နေရာတွေကိုတွားကြည့်ခဲ့တာတွေ့ရပါတယ်။အဓိကအားဖြင့်တော့ဒဏ်ရာရငလျင်တန်ခံရသူတွေကိုကူတပ်ပေးနေတဲ့နေရာတွေကိုတွားရောက်ခဲ့တာပါ။ ငငင်ကြောင့်စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်ကမကပြင်မနာစကိုင်းမန္တလေးကြောက်ဆဲရမဲတင်းအောင်ပန်းတောင်ကြီးဆိုင်ရာဒေသတွေမှာလည်းပျက်စီးမှုတွေရှိခဲ့ပါတယ်။အထက်မြင့်တိုက်တိုင်နဲ့တမိုင်းဝင်ရှေးဟောင်းရင်ကျေးမှုအမွေနစ်တွေပေါ်တဲ့မန္တလေးကတော့ထိခိုက်မှုအကြီးဆုံးဖြစ်ခဲ့ပါတယ်။နေပြည်တော်မှာလည်းစစ်ရုံအပဝင်လွှတ်တော်ဝင်ကြီးရုံးနေနဲ့ဝင်နေအင်အားတွေတော်တော်များများပျက်စီးခဲ့ပါတယ်။အခုလိုအပျက်စီးတေပြောင်များနေပေမဲ့စစ်ကောင်စီမှာတဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးစီမံချက်နဲ့အလုံးဖြစ်တဲ့ကယ်ဆယ်ရေးရန်ရတွေကအဆင်သင့်ရှိမနေတာကိုလည်းတွေ့ရပါတယ်။ ငလျင်လှုပ်ပြီးနိုင်အတန်ကြာထီအောင်ဒေတာခန့်အရက်သားတွေနဲ့လူမှုကွန်ရီအဖွဲ့အစည်းတွေကသာကယ်ဆယ်ရေးလုပ်ငန်းတွေကိုမိမိတို့ရဲ့အစီအစဉ်တွေနဲ့လှုပ်ဆောင်နေရပြီးအရေးတကြီးလိုအပ်နေတဲ့ဆယ်ယံနေရာတွေစနစ်ကျတဲ့ကယ်ဆယ်မှုတွေမရခဲ့ဘူးလို့ပြည်သူတွေကဆိုပါတယ်ပုံမှန်အဖြစ်တဘာဝဘေးတွေမှာကယ်ဆယ်ရေးလှုပ်ပြလေးရှိတဲ့စစ်ကောင်စီတပ်ရဲ့စစ်သားတွေဟာငလျင်လှုပ်ပြီးနောက်ချက်ချင်းထွက်မလာတာကိုလည်းသတိထားမိပါတယ် ငလင်ကြောင်ပျက်စီးမှုကြီးမားတာကိုမကိုင်းတွယ်နိုင်တဲ့စစ်ကောင်းဆောင်ကချက်ချင်းပဲနိုင်ငံတကာကူညီတွေကိုတောင်းခံပြီးငလင်တန်ခံဒေသ6ခုကိုလည်းအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ငလင်လို့ပြီးနောက်တည့်ရက်မှာစစ်ကောင်းဆောင်ကမန္တလေးကိုတွားခဲ့ပေမဲ့အကူအညီလောက်လောက်လာလာပေးနိုင်တာမတွေ့ရသလိုငလင်သတင်းယူဖို့နိုင်ငံတကာမီဒီယာတွေကိုလည်းခွင့်မပြုဘူးလို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။ငလင်ကြောင်လန်ဒါတချို့ပျက်စီးပြီးဆက်တွယ်ရေးကြိုးတွေပြတ်တောက်ခဲ့တယ်လို့စစ်ကောင်စီရဲ့လက်မဆက်တွယ်ပိတ်ဆို့ကန့်တမှုတွေကြောင့် အရေးပေါ်အကူအညီလိုအပ်နေသူတွေအတွက်အခက်အခဲဖြစ်ရပြီးမလိုလားအပ်တဲ့အသက်ဆုံးရှုံးမှုတွေဖြစ်ရတယ်လို့ကုညီကယ်ဆယ်ရေးလောက်ကိုင်းနေသူတွေကပြောပါတယ်။လက်ရှိအနာသိန်းကာလအတွင်းမှာစစ်ကောင်စီကအင်တာနက်ဖုန်းလိုင်းတွေကိုပိတ်ဆို့ကန့်သတ်ထားသလိုတချို့နေရာတွေကိုလည်းလုံးဝဖျက်တောက်ထားတာကြောင့်အရေးပေါ်အကူအညီအတွက်စိုက်တပ်ရေးတွေနှောင့်နှေးခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။မြန်မာကလာမှာထိုင်းနိုင်ငံကမြန်မာနိုင်ငံကိုဆက်သွယ်နိုင်ဖို့မိုဘိုင်းအော်ပရေတာတွေက free call တွေဖွင့်ပေးနေတဲ့အချိန်မှာစစ်ကောင်စီကအင်တာနက်ပိတ်ဆို့တာကိုဖြေလျှော့ပေးတာမရှိတဲ့ပုံမှာလဲဝေဖန်မှုတွေရှိနေပါတယ် ဟုတ်ကဲ့ပါကိုရညီစစ်ကောင်စီရဲ့ငလျင်တန်နဲ့ပတ်သက်ပြီးတော့လုတ်ခိုင်ဆောင်ရမှုတွေပေါ်မှာဘလို့မြင်ပါတယ်ရှင်ဟုတ်ကဲ့မမေသူအဒီငလျင်ဘေးအရေးပေါ်ကဲစေရေးကိုကြည်ရင်မမေသူပြောလိုပါပဲစစ်ကောင်စီအနေနဲ့ဘာမှမလုပ်နိုင်တာကိုတွေ့ရမှာပါအဲ့တို့လုပ်နိုင်တာဆိုလို့အလန်တိုင်းထဝက်လျှော့ပြီးတော့ဝန်နေချောင်းအချိန်ကာလတတ်မှတ်နိုင်တာပဲရှိပါတယ်အဲဒါကလည်းတိတ်ပြီးတော့အထူးဆန်းဖြစ်เสียမှာမဟုတ်ပါဘူး ဒီစစ်တပ်ဟာအာဏာသိမ်းပြီးမှရောအာဏာမသိမ်းခင်ကရောဒီဘဝဘေးအန္တရာယ်ကြရောက်လာပြီဆိုလို့ရှိရင်အရေးပေါ်ကယ်ဆယ်ရေးလုပ်ဖို့ကို invest ယင်းနှိမ့်နှံမှု မလုပ်ခဲ့ပါဘူးအအရင်ဒေါအောင်ဆန်းစုကြည်ဥဆောင်တဲ့ NLD အစိုးရလက်ထက်ဒေတာရင်းစစ်တပ်တွေနဲ့ပူးတွဲလေ့ကျင့်ရတဲ့ကိုဗရာကိုခေါ်တဲ့စီရေးလေ့ကျင့်မှုမှာ အမြမစစ်တပ်ကကိုယ်စားလှယ်တွေသွားပြီးတော့ဒီအရေးပေါ်ကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားရေးအကူအညီတွေဘလို့ပေးမယ်ဆိုတဲ့ဥစ္စာကိုနှစ်စင်သွားပြီးတော့လည်လာခဲ့ကြပူပါတယ်။အဲဒါပေမဲ့ဒီဟာတွေဒီနီးပညာတွေနီးစနစ်တွေဘာမှမြမစစ်တပ်ကမလေးကျင့်မတင်ကြားယုံနေမကပဲနဲ့ဒေါ်ဆန်းစုကြည်အစိုးရကအရေးပေါ်ရန်မုံငွေစုဆောင်းတာတွေလူကယ်ပြန်အလုပ်တွေရှီတန်းရောက်လာတာတွေ ကူညီကယ်ဆယ်ရေးအတွက်ယဟန်ဝေရာတို့ကိုတောင်မှအာနာသိမ့်ပြီးမှဖြတ်လို့ဖြည့်စီလုတ်ခဲ့ကြတာကိုကျွန်တော်တို့တွေ့ကြပြီးသားဖြစ်ပါလိမ့်မယ်။အခုငလျင်ဘေးတန်ခံရတော့မှ အရေးပေါ်ကူညီကယ်ဆယ်ရေးလက်အိတ်တောင်မရှိဘူးအဟမ်းမဲ့ခေါင်းဆောင်တွေမရှိဘူးဆိုပြီးတော့စစ်ကောင်စီပြောရေးဆိုခွင့်ရသူကငူပြတော့ကျွန်တော်တို့ကတနာစီရလို့မမြင်တော့ဘဲနဲ့နားကြားပြင်းတော့ပိုကတ်သွားပါတယ် ကျွန်တော်ထင်တယ်ငရင်လှုပ်ပြီးပြီးချင်းနေပြီးတော့အပြိုပြက်တွေကိုလည်းမျက်ဝါးထင်ထင်တွေ့သွားမယ်။နောက်တက်လာတဲ့သတင်းတွေအရလည်းရှစ်ကောင်စီရဲ့လောက်ကင်နိုင်စွမ်းထက်အဆမတန်ပိုပြီးတော့ကြီးမားနေတာကို မြင်မိသွားတဲ့အခါမှာနိုင်ငံတကာအကူအညီကိုချက်ချင်းတောင်းခံခဲ့ရတာဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်။အသတင်းကောင်းကတော့ငရင်လှုပ်ပြီးတဲ့နောက်တနေ့မှပဲအိန္ဒိယတရုတ်ရုရှားနဲ့အာဆီယံနိုင်ငံကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဆီလွတ်ပြီးတော့တတိယနေ့မှာအလုတ် စလုပ်နိုင်ခဲ့ကြပါတယ်အထက်ပြင်ကုလသမဂ္ဂအမေရိကန်ဥရောပသမဂ္ဂဩစတြေးလျဂျပန်စတဲ့နိုင်ငံတကာအကူအညီတွေကလည်းဝင်လာအောင်မယ်လို့ကတိတွေပေးထားခဲ့ကြပြီးဖြစ်ပါတယ်ဒါဟာလူသားချင်းစာနာမှုလူဆန်တဲ့ဂယုဏတရားကို ပြသကြတာပဲဖြစ်ပါတယ်အလားတူပဲ UNG အမျိုးသားညီညွတ်ရေးအစိုးရကလည်းငလျင်ဘေးကူညီကယ်ဆယ်ရေးတွေလုံလုံခြုံခြုံထိထိရောက်ရောက်ဖြစ်နိုင်ရေးအပြစ်ရနှစ်ပတ် ကြည်ညာရပါတယ်။အနောက်ပိုင်းမှာတော့မြောက်ပိုင်းသုံးဘွဲဖြစ်တဲ့ EA TNL နဲ့ကိုးကန် MNDA တို့ကလည်းအပြည့်ရတလကြည်ညာတယ်လို့မျိုး KIA ကလည်းအပြည့်ရကြည်ညာပါတယ်။စစ်ကောင်စီဘက်ကတော့ကနဦးမှာအပြစ်မရက်ဘူးလို့ပြောပြီးတော့တိုက်လေရင်နေရဟတ်ရင်နေဘုံဆက်ကျဲပါတယ်။အနောက်နေမှာပဲရှမ်းမြောက်ပိုင်းကနေပြီးတော့မန္တလေးကိုဆင်းလာတဲ့တရုတ်ကျက်ချင်းဒီကားတန်းကိုစစ်တပ်ကပြစ်ခတ်ခဲ့ပါတယ်။ အဲနောက်တနေ့မှပဲချက်ချင်းအပြစ်ရက်မယ်လို့ရှစ်ကောင်စီကပြန်ကြင်ညာပါတော့တယ်အဒါဟာတရုတ်ဖိအားကြောင့်ဖြစ်နိုင်တယ်လို့မြန်မာရှစ်ကောင်ဆောင်ဘန်ကောက်ကဘင်းစတက်ထိပ်သီးဆွင်တွေဝယ်တက်ဖို့ရှိတာကြောင့်လည်းဖြစ်နိုင်ပါတယ်အဒါပေမဲ့ရှစ်ကောင်စီကဘုံဆက်ကျဲနေတော့မှာပဲအဘလို့ပဲဖြစ်ဖြစ်ငလျင်တန်ကြောင့်နိုင်ငံတကာအကူအညီဝင်လာတာဘင်းစတက် ထိတ်သီးဆွေးနွေးပွဲတက်ဖို့မြန်မာစစ်ကောင်းဆောင်မရောက်လိုင်းဖိတ်ကြားခံရတာတွေဟာစစ်ရှုံးနေတဲ့စစ်ကောင်းစီကိုအသက်ရှူချောင်သွားစေခဲ့တယ်လို့မျိုးနိုင်ငံရေးမြတ်ထုတ်ဖို့လည်းအခွင့်သာသွားစေပုံပောက်ပါတယ်အထက်ကလည်းအန်အောစရာတော့တိတ်မရှိပါဘူးနှစ်60ကျော်အာဏာကိုတင်းတင်းကြပ်ကြပ်ချုပ်ကင်ထားတဲ့မြန်မာစစ်တပ်ဟာဒီလိုတဘာဝဘေးအန္တရာယ်တွေကိုနိုင်ငံကြီးအကျိုးအမြတ်အတွက်အသုံးချခဲ့တဲ့တမိုင်းရှိပါတယ်အထင်ရှားဆုံးနှိုင်းပြစရာကတော့2008တုန်းက လူသိန်းချီတေဆုံးခဲ့တဲ့နာဂက်မုံတိုင်းကာလပါပဲနာဂက်မုံတိုင်းတိုက်ပြီးလို့အပြိုပြတ်တွေကြားမှာပဲစစ်တပ်ဟာတဖက်သက်ရေးဆွဲအတီးပြုတ်ခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလူလူသဘောထားခံယူဝဲဆိုပြီးတော့အာရမကျင်းပခဲ့ပါတယ်လွှတ်တော်တိုင်းမှာ25ရာခိုင်နှုန်းကိုစလဲနဲ့အုပ်ချုပ်ရေးအစင်းစင်ကိုချုပ်ကန်ချဲလွယ်ကွင်းပေးထားတဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမဲပေးနိုင်သူ68ဒသမ7ရာခိုင်နှုန်းထွက်ပေးပြီးတော့ 62ဒသမ48ရာခိုင်နှုန်းထောက်ခံမဲ့ပြီးခဲ့ကြတယ်လို့ပြောင်းကြည့်ညာပါတယ်အဲ့လိုပဲပြောပြောအဲ့ဒါက2010ခုနှစ်ရွေးကောက်ပွဲကိုဥတီသွားစေခဲ့ပြီးတော့ဦးသိန်းစင်ရဲ့အယတားဆိုးရအတုတက်လာခဲ့ပါတယ်အဲ့နောက်ပိုင်းမှာတော့အချင်းကြနေတဲ့ဒေါင်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေလှုပ်ပေးတယ်အန်ဒလီကိုနိုင်ငံရေးပြန်လုပ်ခွင့်ပေးတယ်နောက်ပိုင်းမှာတော့အားလုံးတည်ကြတဲ့အတိုင်း2008ဖွဲ့စည်းပုံအခြေခံကို မူတည်ပြီးတော့နိုင်ငံရေးစီးပွားရေးအပြောင်းလဲလှုပ်ဖို့အမျိုးသားရင်ကြားစီရီဆိုတာတွေဖြစ်လာတော့တာပါပဲအခုငလျင်မာလဲဒီလိုပဲငလျင်တန်းကဲစေရင်းနဲ့ပြန်လဲထူထောင်ရေးတို့အတွက်အပြစ်ခတ်ရစဲရေးလိုတယ်အပြစ်ရင်ဂရီးပေးထားတဲ့ရွေးကောက်ပွဲလုပ်မယ်အဲဒီကတဆင့်တက်လာတဲ့အစိုးရဟာဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးတင်းစားတွေကိုလွတ်ပေးပြီးတော့အနာလီကိုနိုင်ငံရေးပြန်လုပ်ခွင့်ပေးရင်အပြောင်းလဲတစ်ခုခုဖြစ်လာမယ်လို့ အမြမအင်ဂျင်နာချင်းနိုင်ငံတွေကယူဆထားကြပုံပေါ်ပါတယ်အထားကူမြမစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့သူ့အကြံပေးတွေကသိပြီးတော့အရင်စစ်ကောင်းဆောင်တန်းရွှေလျှောက်ခဲ့တဲ့လမ်းကိုပဲထပ်လျှောက်ကြဖို့ပြင်နေကြတာပါအဲဒါပေမဲ့2008နာဂစ်ကာလတုန်းကစစ်ကောင်းဆောင်ဟောင်းတန်းရွှေရင်ဆိုင်ခဲ့ရတဲ့အနေအထားနဲ့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ကြုံတွေ့နေရတဲ့အခြေအနေကအတော်လေးကိုကွာခြားပါတယ် အဲ့ဒီချိန်တုန်းကဥသွမ်းရွှေမှာစစ်တိုက်နေရတဲ့ရန်သူနေပါတယ်တနိုင်ငံလုံးဤပါထုတ်ကင်ထားနိုင်ခဲ့တဲ့အခြေအနေလည်းရှိပါတယ်အခုမင်းအောင်လိုင်းမှာတော့ရန်သူပတ်လဲဝိုင်းနေပါတယ်တနိုင်ငံလုံးဤပါပြည်သူကလက်ကင်တိုက်ပြီးတော့သူ့ကိုစန့်ကျင်နေတာဖြစ်ပါတယ်စစ်တပ်ဟာနိုင်ငံရဲ့27ရာခိုင်နှုန်းကိုပဲအခိုင်အမာထုတ်ကင်ထားနိုင်တော့ပါတယ်အဒီကြားတဲ့ငလျင်ကစစ်အုပ်ချုပ်ရေးကိုဖျူဖျက်ဖြစ်သွားစေတာလည်းဖြစ်ပါတယ် အနေပြည်တော်မှာရှိတဲ့သမရယုံပါဝင်အုတ်ချုပ်ယုံဒီအများပြပျက်စီးတဲ့အပြင်စစ်တပ်အတွင်းမှာပါထိခိုက်ပျက်စီးမှုတွေရှိပါတယ်။ BBC သတင်းဘုတ်ရဲ့အဆိုအရဆိုလို့ရှိရင်စစ်ယုံယုတ်ရဲ့မြေအောက်ကမန်းစင်တာပျက်စီးသွားကြောင်းသိရသလိုမြန်စကွင်းတွင်းမှာရှိနေတဲ့မန္တလေးစကိုင်းတဒုပ်ဦးမိချီလာတောင်ငူမှာရှိနေတဲ့တပ်စခန်းနေနဲ့ဆက်ယုံတွေအတော်များများထိခိုက်ပျက်စီးနိုင်လိမ့်မယ်လို့ထင်မြင်မိပါတယ်။အဲဒါကြောင့်ဟန်ကုတ်ပြီးတော့ ဆက်တိုက်မယ်လုံနေပင်မယ်ယေရှုနိုင်ငံရင်းနဲ့တန်တမန်ကြီးအကျိုးမြတ်အပြင်စီရေးရအားနဲ့သွားတာကိုထင်မိဖို့အပြစ်ရရေးကပူဆောင်းပေးလာနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ်အဲ့ဒါလို့ဘလူးအောင်ချွတ်ပြီးတော့မင်းသားကောင်းဆွတ်လိုက်လို့မြမပြည်သူတွေကတော့အမြင်ပြောင်းသွားမှာတော့မဟုတ်ပါဘူးလက်နက်ကင်တိုက်ပွဲရက်စဲသွားနိုင်တဲ့အနေအထားကိုလက်ခံလိုက်ရပါမယ် လက်နက်မဲ့ငြင်းညမ်းစွာဆန္ဒပြစန့်ကျင်ခဲ့ကြတဲ့မြန်မာလူမှုဟာအရင်လိုပဲအကြမ်းမဖက်နီးလန်းနေပြန်သုံးနိုင်တဲ့အနေအထားရှိနေပါသေးတယ်။ဥပမာ silent strike လိုမျိုးဆန္ဒပြပွဲတွေလုပ်ခဲ့ကြလိုမျိုးပါပဲ။အဲဒါကြောင့်အခုစစ်ကောင်စီကအတင်းတွန်းလုပ်မယ်ဆိုတဲ့ရိုးရာကြံပွဲမှာလူမှုတွေဘလောက်ထိ သူ့နောက်လိုက်မလဲဒါမှမဟုတ် သူ့ကိုစန့်ကျင်ပြီးတော့မပူပေါင်းမပါဝင်ရဘူးလဲဆိုတာများမကြခင်တွေ့ရတော့မယ်လို့သုံးသက်ဆွေးနွေးရင်းနဲ့ကျွန်တော်တို့ရဲ့စနေတနင်္ဂနွေဝိုင်းအတန်လှင့်အစီအစဉ်ကိုဒီမှာရင်မဲ့ရန်နာခွင့်ပြုပါခင်ဗျအစီအစဉ်ကိုအစဆုံးနားဆင်ပေးကြကြလို့အထူးကျေးဇူးတင်ရှိကြပါမှာရှိတဲ့ပတ်ဒီချိန်မှာပဲပြန်ဆောင်ရအောင်မယ်နော်